မင်္ဂလာပါရှင်အခုလက်ရှိရန်ကုန်မြို့ထဲမှာပြည်ဆွေးနေတဲ့မထသရင်တိုင်းနေနဲ့ပတ်သက်ပြီးအေးအေးယူဆောင်ရွက်မှုအပိုင်းတွေကိုရခိုင်ဟတဲ့ပုံမူကြီးစီစစ်ဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိပါတယ်အဲ့ဒီဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးမတော်ရင်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌကိုမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဗျာဟုတ်ကဲ့ပါအရင်ဆုံးသိကြတာကတော့လက်ရှိဒီမြို့ထဲမှာပြည်ဆွေးနေတဲ့မော်တော်ယာဉ် မထတာပါဘောเนาะနိုင်မောင်ဆောင်နဲ့ပတ်သက်ပြီးတော့ဘောเนาะဘာလို့အနေနဲ့ဘယ်လိုမျိုးစီကံပိုင်းတွေကိုတတ်မှတ်ထားလဲဆိုတာလေးလည်းပြပြရအောင်ချက်ဟိုကျွန်တော်တို့ရန်ကုန်မြို့တော်ရဲ့အခုတိတ်ဘူးဆောင်မှုခန်းကဏ္ဍမှာမထတာရင်လိုင်းကော်မတီပေါင်း78ဖွဲ့ရှိတယ်နောက်မှတ်ပုံတင်ထားတဲ့ရင်စည်းရေပေါင်း9600ကျော်ရှိတယ်ပြည်ဆွဲလမ်းကြောင်းပေါင်း358လိုင်းရှိပါတယ်တနေ့တနေ့ကိုကျွန်တော်တို့ရင်စည်းရေပေါင်း 4600ကျော်ထွက်ပြီးတော့ခီးသွားပြည်သူလူထုပေါင်းကျွန်တော်တို့နှစ်တသမ6တန်းခန့်ပို့ဆောင်ပေးနေပါတယ်အဲ့တော့မော်တော်ယာဉ်ရဲ့စီးကပ်နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကတည်စေဥပဒေများအရမော်တော်ယာဉ်စီးကပ်နေနောက်ရင်မောင်းနေသူများနဲ့လိုက်နာမဲ့စီးကပ်တွေကိုလိုက်နာကြရပါတယ်အဲ့ဒီအပြင်ကျွန်တော်ရောင်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ရခင်တိုင်းအေးချမ်းတာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကပင်လျင်အတိအမှတ်ပြုထားတဲ့ စီကံထိသည့်အတွက်ပြည်မှုပြစ်ဒဏ်138ချက်အဲ့ဒီမှာရင်စည်းကပူတောင်းရင်ဘာဒဏ်တက်ပါသတ်မှတ်လမ်းကြောင်းမမောင်းရင်ဘာဒဏ်တက်ပါအဲတကယ်လို့ရင်လုသားတွေခက်ရံဒေါသဖြစ်ရင်ဘာလုပ်ပါဆိုတဲ့သတ်မှတ်ချက်တွေရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့အနေနဲ့လိုက်နာရလေရှိပါတယ်ဟုတ်ကဲ့ပါရှင်ဒီဒီဆရာတို့အနေနဲ့ပေါ့နော်စီကံအပိုင်းအနေနဲ့လုပ်တဲ့အချိန်မှာရောဟိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလဲပေါ့နော်ဘာတွေဒီအရင်ကထက်ဆိုင်ဘာတွေပြောင်းလဲမှုရှိလဲဆိုတာတွေပြောပြပြပါဦးရှင် အဲကျွန်တော်တို့စီကံဒိမ့်သိမှုဘိုင်းကိုဆောင်ရွက်တဲ့အခါမှာအခုချိန်မှာကျွန်တော်တို့တိုးတက်မှုရှိသလောက်ရှိပေမဲ့လည်းစနစ်တစ်ခုလုံးပေါ်မှာလွှမ်းခြုံပြီးပြုပြင်နိုင်မှုမရှိတဲ့အတွက်တော့အဲမတိုးတက်ဘူးလားလို့ပြောเสียရရှိပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့အရင်တော့ပြည်သူလူထုရဲ့တိုင်ကြားမှုကိုအရေးယူပေးခဲ့တာမရှိပါဘူးဒါပေမဲ့ကျွန်တော်2023ခုနှစ်ထဲကစပြီးတော့မထာတာဘိုးဟာ ပြည်သူရဲ့အတန်ကိုနားထောင်ပြီးတော့အေးအေးယူခြင်းဆိုတဲ့ခန္ဓာကိုကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါဒါကြောင့်မလို့အဲ့ဒီမှာဘာဒီထိတွေ့မှုရလဲဆိုတော့ခီးသွားပြည်သူလူထုတွေဟာရင်လုံသားတွေစီကံဖောက်ရင်ဘယ်ဟုတ်တန်ရမယ်ဆိုတာကိုသိလာတယ်ဥပမာကျွန်တော်တို့မထသဘူဟုဆိုရင်ရင်တော့ကျွန်တော် website တကူထောင်ထားတယ်ဒါပေမဲ့ဒီ website ကတော့အခုချိန်မှာအားနည်းမှုရှိပါဒါကြောင့်ကျွန်တော်တို့က Facebook မှာ page ဖွင့်ထားတယ်နောက်တစ်ခါကျွန်တော်တို့ internet line တွေဖွင့်ထားတယ်ကျွန်တော်တို့ရဲ့ဒီ email ဖွင့်ထားတယ် လူကိုယ်တိုင်လည်းတိုင်တာကိုလက်ခံတယ်စာနဲ့တိုင်တာကိုလည်းလက်ခံတဲ့အတွက်ပြည်သူလူထုရဲ့တိုင်ကြားမှုတွေဟာပုံများလာတာတွေ့ရတွေ့ရတော့ဒါကိုကြည့်ရင်ရေလုတ်သားတွေဟာပုံမူကျူးလွန်လာသလားလို့ယူဆเสียဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေ့ဒီနေ့ကိုရင်စည်းရေပေါင်းအဲ4600ကျော်ကန်းဟာဖြန်းပြပြေးလွှားနေပါတယ်တစ်ချိန်လုံးကတော့မတိုင်ကြတဲ့အတွက်ကျွန်တော်တို့မသိခဲ့တာအခုတိုင်လို့သိတဲ့အခါကျတော့တိုင်ကြမှု ပုံမူများလာလို့ပြင်းမှုများလာလားကျူးလွန်မှု များလာလို့များတာလားဆိုတာကတော့တရားသူတေသနာလုပ်ကြီးမှသိရမှာဖြစ်ပါဒါပေမဲ့လည်းကျွန်တော်တို့ဖြစ်တဲ့တိုင်ကြားမှုအများစုကိုကြည့်ရင်ရေစိကပုံမတောင်းခံခြင်းမချေမငန်ဆက်ဆံခြင်းဒါတွေကိုပြန်ကြည့်လို့ရှိရင်ပတ်ဝန်းကျင်ရဲ့အနေအထားတွေကလည်းကျွန်တော်တို့မှာအများကြီးကြုံတွေ့ရပါရေစိကပုံမတောင်းခံတဲ့ပြဿနာမှာလည်းကျွန်တော်တို့ကဤတဲ့တယောက်စီကငွေ90ပူတောင်းလဲ3000ထန်တတ်တာပဲ ဒါပေမဲ့ကျွန်တော်တို့ဒီ2008 2008တုန်းကသတ်မှတ်ခဲ့တဲ့ရင်စည်းက90ကျပ်နှုန်းကိုကျွန်တော်တို့ကဒီနေ့အထိကျင့်သုံးခဲ့ရတဲ့အခါကျတော့ခရီးသည်များပင်လျင်ကျွန်တော်တို့ဝေဖန်မှုတွေပြုပါဘယ်သူမှမလိုက်နာတဲ့ဟာကိုပုံသေးဆွဲထားတဲ့အတွက်ရင်စည်းကကိုခင်ဗျားတို့တတ်တတ်မှတ်မှတ်ညီညီညွတ်ညွတ်မလုပ်ပေးနိုင်ဘူးလားလို့ပြောပါတယ်မထာတာဒီရင်စည်းကတတ်မှတ်လို့မရပါဘူးသက်ဆိုင်ရာဥပဒေကိုကင်ဆွဲထားတဲ့အဖွဲ့အစည်းတွေရဲ့ ်တတ်မှတ်မှုအရသာကျွန်တော်တို့ကကောက်ခံရပါဒါကြောင့်မာရဒဘိုဟူကညီညွတ်မြတ်တဲ့နှုံသားတရားကိုတတ်မှတ်ပြီးတော့ရင်စည်းကဖြတ်ပိုင်းကောက်ခံခြင်းဆိုတာကျွန်တော်တို့ပြီးခဲ့တဲ့တိုင်းဒေသကြီးအစိုးရလက်ထက်မှာမာရဒဘိုဟူကသုံးသပ်ချက်များနဲ့တကွတင်ပြခဲ့ပြီးဖြစ်ပါဒါပေမဲ့လည်းအဲ့ဒီအချိန်တုန်းကအချိန်အချိန်ခါရဒီခွင့်ပြုမှုကိုဆိုင်းငံ့ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ရင်လုံသားတွေဟာဒီပြဿနာဟာကျူးလွန်စေဖြစ်ပါအဲကျူးလွန်နေအေးအေးယူတယ် ဒါပေမဲ့ဖြစ်ပွားရတဲ့အကြောင်းရင်းကိုကြည့်ပြီးတော့မှ သုံးသပ်မှဒါကိုကုစားတယ်လို့ခေါ်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီလိုလုပ်နေပြီမဲ့ပြစ်မှုတွေဟာဖြစ်ပွားစေဖြစ်ပါတယ်။ဒါကြောင့်ဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းအရာကိုဖော်ထုတ်ပြီးတော့ကုစားမှသာလျင်ပြည်သူလူထုတွေအတွက်ပို့ပြီးတော့ညညမြတ်တာတဲ့တေယိပုဆောင်မှုခန်းကဏ္ဍမှာအကျုံးဝင်ပါမယ်။ကျွန်တော်ပြောတဲ့ပြည်သူလူထုဆိုတာခရီးသွားတဲ့လူလည်းပြည်သူလူထုပါ။ရင်းလှုပ်သားလည်းပြည်သူလူထုပါ။ ရင်ပိုင်ရှင်လဲပြည်သူလူထုပါလို့ဒါကျွန်တော်ကဒီပြည်သူလူထုတရားလုံးအတွက်ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာဒီလက်ရှိမှာပေါ့နော်ဒီရှင်နောက်လိုက်တွေကိုတင်နန်းပေးတာတွေရှိရလို့လဲကြားရပါတယ်ရှင်ဒီတင်နန်းပေးတာတွေနဲ့ပတ်သက်ပြီးတော့ဒီလက်ရှိဒီရောင်ဝယ်မျိုးတွေမှာပြည့်စုံနေတဲ့ဒီရင်လိုင်းတွေอ่ะပေါ့နော်ဒီအကုန်လုံးကဒီရင်နောက်လိုက်တွေအကုန်လုံးကတင်နန်းပေးထားတာတွေလားဒါမှမဟုတ်တင်နန်းမပေးထားတဲ့သူတွေရောရှိလားဆိုတာလည်းပြ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 ောင်းရှင်အဲကျွန်တော်တို့လက်ရှိ လုတ်သားပေါင်းနဲ့ချင်ရင်တော့တင်နှန်းပို့ချတာအကုန်လုံးမပို့ချနိုင်သေးပါဘူးကျွန်တော်တို့2017ခုနှစ်တည်းကနေစပြီးတော့ရင်းလုတ်သားများကို ပြုပြင်တဲ့အခါမှာအပြစ်ပေးအေးအေးယူခြင်းအပြင်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခန္ဓာကိုကျွန်တော်တို့ဥတည်ခဲ့ပါတယ်ဒါကြောင့်မလို့မီဒီယာအဖွဲ့နဲ့နှစ်ပတ်ချိန်တွေ့တာကလည်းဒီလုပ်ငန်းရထဲမှာပါဝင်ပါတယ်ဒါကြောင့်ကျွန်တော်တို့တင်နှန်းကို2017ခုနှစ်ကစပြီးတော့အခုချိန်ကျွန်တော်တို့တင်နှန်းနှစ်မျိုးပို့ချခဲ့တာရှိပါတယ်တချို့ကတော့ဗာလဲဆိုတော့ အရင်တော့ကျွန်တော်တို့စားပြီးတော့တာဝန်ထမ်းဆောင်နေမှာရင်လုသားတွေကတိုက်တယ်ပြေးတယ်မိမိကြောင့်ထိခိုက်ဒဏ်ရာရတဲ့လူတွေပေါ်မှာတနာကျင်နာမှုနေပါတယ်ဒါကိုကျွန်တော်တို့ဘယ်လိုကူစားမလဲလို့ကြိုးစားခဲ့တာတွေရှိပါဥပမာဖြင့်မြန်မာနိုင်ငံကြက်ချီနေတဲ့ပူပေါင်းပြီးတော့2017ခုနှစ်ကနေကျွန်တော်တင်နာပေါင်း10ကျိန်းရင်လုသားပေါင်း1000ကျော်ဒါအခြေခံရှိဦးပြုစုနေတင်နာတွေကိုကျွန်တော်တို့ပြီးခဲ့အခုလိုအနီနိုရာသီဥတုတွေပါဒီမှာကြတော့ ျွန်တော်တို့လူသားတွေကဒီပညာတွေရှိတဲ့လူတွေအထက်ထဲမှာရှိနေပါတယ်။ဒါကျွန်တော်တို့အရင်ကမျှော်မှန်းပြီးလုပ်ခဲ့တာ။ကိုကားဒီပေါ်မှာကြက်တောက်နေတဲ့ယာသီလူပူပြင်းတယ်။ဒီချိန်မှာဖြစ်ပွားရင်ဘယ်လိုပြုစုမလဲ။မိမိကြောင့်ဒါရရင်ရောဘယ်လိုပြုစုမလဲ။လူသားချင်းကျင်နာမှုထားပြီးတော့ဒါတွေကိုလိုက်နာလှုပ်ဆောင်ဖို့ဆိုပြီးကျွန်တော်တို့ကအဲ့ဒီတုန်းကတချိန်ဒါမြန်မာနိုင်ငံကြက်ချီနေတဲ့အကူအညီကိုရယူပြီးတော့ရင်းလှူသားပေါင်းတစ်ထောင်ကျော်ကျွန်တော်တို့ ငွေထုတ်ခဲ့ပါဒီနေ့လဲရင်ဒီပေါ်မှာဒီသင်တန်းတက်တဲ့ရေလုံသားတွေပါတယ်ဒါကြောင့်မှမူးဝေတဲ့ခီးတဲ့တွေကိုပြုစုခဲ့တာဒီစီးုံစီကံပိုးတဲ့ပြည်စင်တွေလည်းရှိခဲ့ပါတယ်နောက်တစ်ခါဘာသင်တန်းလဲဆိုတော့ကျွန်တော်ရင်လုံသားဖွံ့ဖြိုးတိုးတဲ့ရေအတွက်ရည်ဝဲတဲ့သင်တန်းမှာကျွန်တော်တို့တရက်ပဲလုပ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရင်လုံသားတွေဟာနေ့စဉ်မိမိရဲ့လှုပ်အားကအပေါ်မှာမှီပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက်လှုပ်အားလည်းမထိခိုက်အောင် တရက်တာကာလကျွန်တော်တို့ကအခြေခံရဲမွန်းမှန်ရဲလို့ခွဲလိုက်အခြေခံဆိုတာကတော့ဒီရင်လုံသားတွေကနှစ်နှစ်မပြည့်သေးတဲ့ရင်လုံသားတွေကိုအခြေခံလို့ကျွန်တော်တို့သတ်မှတ်လိုက်တယ်နှစ်နှစ်ကျော်နေတဲ့ရင်လုံသားတွေကိုကျွန်တော်မွန်းမှန်လို့သတ်မှတ်လိုက်2017ခုနှစ်ကနေအခုဆိုရင်ကျွန်တော်တို့တင်နန်းအကြိမ်ရေပေါင်း103ကြိမ်ဖွင့်လှစ်ပြီးတော့ရင်လုံသားတွေကိုကျွန်တော်တို့လေ့ကျင့်ခဲ့တာဆွေးနွေးခဲ့တာဟာ13154ဦးလောက်ရှိပါတယ် ဒါပေမဲ့လည်းကျွန်တော်တို့မှာလက်ရှိရင်တွေဟာ9000ကျော်ဦး3ယောက်နဲ့မြောက်ရင်တောင်တောင်ကနန်း3000လောက်ရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပိုင်းနေနေတော့ဒီလိုလေ့ကျင့်မှုတွေဟာမပြည့်ဝသေးပါဘူးဒီကြားထဲမှာလည်းလေ့ကျင့်ထားတဲ့လူတွေကလည်းထွက်တာအများကြီးပဲထွက်တဲ့အတွက်ကျွန်တော်တို့ကလည်းဒီသင်တန်းကိုဆက်လက်ပြီးတော့ဆောင်ရွက်ရအောင်ပါဒီသင်တန်းတွေရဲ့အကျိုးကိုပုံမှန်ထိရောက်စေခြင်းဖြင့်ညီညွတ်မြတ်တာတဲ့စနစ်တွေကိုလည်းပြင်ပေးဖို့ လိုအပ်တယ်လို့ဒါတော့ကျွန်တော်အနေနဲ့ငါးနှစ်တာတာဝန်ထမ်းဆောင်ခဲ့တဲ့အတွေ့အကြုံရကျွန်တော်တို့ဒီလိုပဲသုံးသပ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်လက်ရှိဒီဒီထဲမှာပြည့်စွဲနေတဲ့အရှင်လိုင်းတွေပေါ်မှာသင်တန်းတက်ထားတဲ့အရှင်နောက်လိုက်တွေပါတယ်လို့သင်တန်းမတက်ထားတဲ့အရှင်နောက်လိုက်တွေလည်းပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဒီဒူမှုခုံရဲ့စာမျက်နှာတွေပေါ်မှာလည်းရှင်နောက်လိုက်တွေနဲ့ပတ်သက်ပြီးတော့ဒီစိုးစိုးဝဝေဖန်မှုတွေရှိနေပါတယ်ရှင်ဒါနဲ့ပေါ်ပတ်သက်ပြီးတော့ပေါ့နော်ဒီရှင်နောက်လိုက်တွေနဲ့ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ဘယ်လိုအေးအေးယူဆောင်ရွက်မှုတွေရှိလဲဒီအေးအေးယူဆောင်ရွက်မှုတွေရှိတယ်ဆိုရင်လည်းတိုင်ကြားမှာအေးအေးယူမှုတွေလုပ်တာလားဒါမို့စောင့်ကြည့်ပြီးတော့အေးအေးယူဆောင်ရွက်မှုတွေလုပ်တာလားဆိုတာလည်းပြပြရအောင်ရှင့်ကျွန်တော်တို့နှစ်မျိုးစလုံးလုပ်ပါတယ်တိုင်ကြားမှာပဲအေးအေးယူတာမဟုတ်ပါဘူးစစ်စေးအေးအေးယူခြင်းဆိုတာရင်လုံသားတွေကိုပြင်တဲ့အထက်မှာတခုတတ်မှတ်ထားတယ်ဘယ်လိုစစ်စေးလဲအခုရင်လိုင်းနေပုံမှာတချို့ကော်မတီတွေကလူတွေလိုက်ပါတယ်အဲ့ဒါဒီနဲ့လဲစစ်ဆေးပြီးတော့အေးအေးယူပြုပြန်တယ်16ဘွဲ့ကလည်းရင်းနေပေါ်မှာစီးပါတယ်အဲ့ ရေစည်းကပူတောင်းတာတွေမကြေမငံပြောကြတာတွေကိုမှတ်သားပြီးကျွန်တော်တို့ကအရေးယူတယ်ထို့ပြင်မြင်းမြင်းထင်းထင်းစစ်ပြီးတော့လည်းအရေးယူတာရှိပါတယ်ထို့သူခီးတယ်ဒီရဲ့တိုင်ကြားမှုခီးတယ်ဒီတိုင်ကြားတဲ့အပေါ်မှာလည်းကျွန်တော်တို့အလေးနဲ့ထားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဝိုင်းဝန်းပြီးကြီးစုပေးတယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်မလို့ရင်လုံသားတွေကိုအပြစ်ပေးတဲ့အခါမှာညှင်းဆုံမှုတွေကြုံရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရင်လုံသားတွေ ဒီလိုက်နာမယ်စီမင်းထဲမှာခီးတဲ့စိတ်ညူညီအောင်ပြုမိခြင်းလဲဒါသူကပြစ်မှုကျူးလွန်တယ်လို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကခီးတဲ့ဒီတိုင်ကြားမှုကိုလည်းကျွန်တော်တို့စစ်ဆေးပါတယ်အရေးယူတယ်ပြီးရင်ဒီခီးတဲ့ဒီစီကိုလည်းအကြောင်းပြန်ကြားပါတယ်ဘာကြောင့်လဲဆိုတော့တချို့ကကျွန်တော်တို့တိုင်သာတိုင်နဲ့မလုပ်ဘူးဆိုတော့ဝေဖန်မှုလည်းကျွန်တော်တို့ရပါတယ်ရတဲ့အတွက်ကျွန်တော်တို့ပြန်ကြားတယ်အခုဒီမှာလည်းကျွန်တော်အနေနဲ့မြစ်တရားခံပါတယ်ဒီစာအုပ်တွေကိုတလဲစာတွေလိလာသွားစေခြင်းပါတယ်တိုင်ကြားတာကိုလက်ခံတယ် ဖြည့်ရှင်းအေးအေးယူပြီးတဲ့သူ့ကိုကျွန်တော်တို့ပြန်ပြောတယ်ဆိုရင်မှတ်တမ်းတွေလေ့လာလို့ရပါဒါပေမဲ့လည်းဒီနေ့လူမှုစာမျက်နှာပေါ်မှာရင်းလုံသားတွေကိုဒါဝေဖန်မှုတွေကအများကြီးရှိပါအဲ့တော့ရင်းလုံသားအကြောင်းလေးကိုနည်းနည်းတင်ပြပါကျွန်တော်တို့ကဂိတ်ကနေထွက်တယ်ဆိုတဲ့ရင်းလုံသားဟာနံပါတ်1သတ်မှတ်တဲ့ license တွေရှိရပါအဲ့လားကျွန်တော်တို့ driver license ဆိုရင်ငါရင်းမောင်း license ရှိရစပယ်ယာ license ဆိုစာလုံးရှိရ ကျွန်တော်တို့ကအဲ့ဓာဒီနဲ့စစ်ဆေးပြီးတော့မှသူတို့ကိုထွက်ခွင့်ပေးပါရှင်ရှင် line တွေပေါ်မှာပေါ့နော် license မရှိဘဲနဲ့ဒီရင်တက်မောင်းတာမျိုးရောဆရာတို့အနေနဲ့ဘယ်လိုစီစစ်ထားလဲဆိုတာလည်းပြပြရအောင်ရှင်အဲကျွန်တော်တို့က gate ဖွင့်တယ် gate မှာအဲ့ဒီ license မပါဘဲနဲ့ဖွင့်ပေးလိုက်တယ်အခုဘာဖြစ်နေလဲရင်းလုတ်သားတွေဖမ်းခါတော့ချက်လန်နေရှိတယ်ဒီချက်လန်ကိုသွားမြွေးနိုင်ခင်မှာဟိုးရခင်တွေကဒါသဘောတူထားတာရှိတယ်အာချက်လန်မြွေးခင်ဘယ်နေ့ရက်နဲ့ခွင့်ပြုပေးပါဆိုတော့ ရင်စည်းကမ်းဒိန်းဒိန်းကြီးကြမှုကော်မတီတို့ဘာတို့မှာဆွေးနွေးထားတဲ့အချက်တွေကိုကျွန်တော်တို့ကလိုက်နာရပါအဲ့တော့လိုင်စင်မရှိဘဲနဲ့မောင်းတဲ့လူကိုကျွန်တော်တို့ကဂိတ်ဖွင့်ပေးလို့မရပါဘူးခုနပြောသလိုလိုင်စင်တော်၎င်းချက်လန်တော်၎င်းတင်ပြတကယ်တော့ချက်လန်ဒီမောင်းနေခွင့်မပြုရပါဘူးဒါပေမဲ့လည်းရင်းလုသားရှားပါမှုအခြေအနေကြောင့်ရခင်တွေကပြုခဲ့ရဒါလေးဒီအတိုင်းကျွန်တော်တို့ကစစ်ပြီးမှပေးတာဖြစ်တဲ့အတွက်လိုင်စင်မရှိရင်တော့ခွင့်ပြုလို့မရပါဘူး ကျွန်တော်တို့လည်းခွင့်မပြုပါဘူးသို့တော်လည်းပဲကျွန်တော်ခုနတင်ပြခဲ့သလိုလမ်းမှာလဲတက်မောင်းတဲ့လူတွေသည်မရှိတဲ့အတွက်ဓာရီပေါ်မှာတော့လက်ရှိတည်ဆဲဥပဒေကိုကင်တွယ်ထားတဲ့အဖွဲ့အစည်းတွေအနေနဲ့ချက်ချက်မမှစစ်ဆေးခြင်းလေအမှဆိုရင်လိုင်စင်မရှိတဲ့လူတယောက်ကိုမောင်းခွင့်ပေးရင်မောင်းခွင့်ပေးတဲ့လူမှာပါတာဝန်ရှိတယ်လို့ဒါ2015ခုနှစ်မော်တော်ယဉ်ဥပဒေမှာထည့်သွင်းထားပါဒါဟုတ်တိတိကျကျအရေးယူပြီးတော့မောင်းခွင့်ပေးတဲ့ဟဲ့လားကျွန်တော်တို့ဂိတ်မှုဖြစ်စီ ရင်ပိုင်ရှင်ဖြစ်စီသို့မဟုတ်တာဝန်ရှိသူဖြစ်စီထိုပုဂ္ဂိုလ်တွေကိုပါကျွန်တော်တို့အရေးယူရမယ့်အနေအထားမျိုးတွေဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဘိုင်းကတော့ license မရှိရင်မောင်းခွင့်မပေးပါဘူးမပေးတာကိုခိုးမောင်းရင်လည်းလမ်းမှာကျွန်တော်တို့စစ်ချင်းအပြင်တားမြစ်ပါတယ်လို့ပဲကျွန်တော်အနေနဲ့ဒီလိုပဲဖြေရမှာဖြစ်ပါဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ဒီရင်းလိုင်းနေရဲ့ဒီစီကမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဗမာပြည့်ဆက်ပြောခြင်းတည်းလည်းမရှိဘူးရှင့်အဲကျွန်တော်အဓိကပြောခြင်းတာကတော့ ကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့စနစ်ဒီပေါ်မှာပြန်သုံးသပ်ရမယ်။ပြန်ပြီးတော့ကောင်းမွန်တဲ့စနစ်ကိုပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ဒါအဓိကကြကျွန်တော်တို့ပုဂ္ဂလိကယင်တွေကိုအခြေခံပြီးပြေးဆွဲရတယ်ပြေးဆွဲပြန်တော့လေဒီယင်လိုင်းလမ်းကြောင်းတွေဟာကျွန်တော်တို့ရဲ့စီမံထားတဲ့လမ်းကြောင်းမဟုတ်ဘူးယင်ပိုင်ရှင်တွေရဲ့ဒီလုံလောက်မှုရရှိရေးဟလာဒီဘောမှာမူတည်ပြီးတော့တင်ပြတဲ့လမ်းကြောင်းကိုခွင့်ပြုရတဲ့အတွက် ်အုပ်တလန်းချောင်းထဲပေါ်မှာပင်ရင်လိုက်15လိုင်းလောက်ပြေးနေတာဒီအခုဆိုရင်358လိုင်းဟာကျွန်တော်တို့တော်တော်ရှုပ်ချုပ်ထူးထူးပြေးနေတာအရင်390ကျော်ဒီရှိတယ်ကျွန်တော်တို့ဖြုတ်ချပစ်တယ်မရှိတဲ့လိုင်းတွေကိုပိတ်သိမ်းဖို့တင်ပြရတယ်ဒါကြောင့်ခု350ကျော်ပဲကျန်တယ်အဲ့တော့ပုဂ္ဂလိကယင်ကိုအခြေခံတဲ့စနစ်ကိုလည်းစဉ်းစားရမယ်နောက်တစ်ခါယင်နေနဲ့ပတ်သက်တဲ့ယင်လုံသားတွေတောင်းပြီးတဲ့စနစ်တွေလကပြီးတဲ့စနစ်တွေသွားမလားအခုပါပေါ့အများပိုင် ြည်ဆွေးရေးဟာလေကျွန်တော်ဒီ BOD အဖွဲ့ဝင်တယောက်အနေနဲ့ကျွန်တော်ကြီးကြပ်ပေးရတာရှိတယ်အဲ့ဒီမှာလာစားပေးတယ်ပရမမောင်းမဲ့လူမရှိဘူးအခုဆိုရင်တန်းစီနေတယ်ဘာဖြစ်လို့လဲဘဝအာမခံချက်ရှိလားဒီရင်လုံသားတွေမှာဘဝအာမခံချက်မရှိဘူးမရှိတော့ညဟလာမနေ့၄နာရီလာည၁၀နာရီမှပြန်တဲ့လုံသားတွေဟောပြည်သူလူထုပဲသူတို့အတွက်ကိုလည်းကောင်းမွန်တဲ့စနစ်တွေပေါ်ဆောင်ရမယ်ကျွန်တော်တို့ကဒီလို မထသထဲမှာဓာငွေတက်တယ်လာမဆောင်ရင်မထသထဲမှာမောင်းငွေကိုကျွန်တော်တို့ကမပြီးတော့ပါအဲ့တော့ဒါဒီလေးလှူအားဆုံးရှုံးတယ်ဒါကြောင့်မလို့ညီညွတ်မြတ်တာတဲ့စနစ်တစ်ခုကိုတော့ဒီချိန်မှာကျွန်တော်တို့စဉ်းစားသင့်ပါပြီကျွန်တော်ကြိုးစားပြီးလှုပ်သွားပါမယ်လို့ပဲတင်ပြလိုပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအချိန်မှာလက်တဲ့ကြားနေပြည်ပြည်စုံဖြည့်ကြပေးသွားတဲ့ဆရာကိုတို့မျိုးဒီဗီဗီကကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်အဲကျွန်တော်လည်းဒီဗီဗီကိုကျေးဇူးတင်ပါတယ်